မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့သတင်းသတင်းထုတ်မြန်ကိုချိန်နဲ့ပြင်းကြီးတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ယခုချိန်မှစရင်စစ်ကောင်းဆောင် software ဟုစကားမှားတာရဲ့ပြင်ဆင်ချက်ပြန်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါမရှင်။ စစ်ကောင်းဆောင်ပူဇော်မှုစီမင်းအောင်လိုက်သည်ဘီလာရုသမရလူကရှန်နေတွေ့ဆုံပြီးမီဒီယာများအရှင်လင်းစဉ်စီးပွားရေးပိတ်ဆို့အရေးယူမှုအကြောင်းပြောရနိုင် software စကလုံးကိုအဆက်ဆက်မရှိထည့်သွင်းပြောဆိုသဖြင့်ဝေဖန်မှုများရှိလာပြီးနောက်စစ်ကောင်စီတရင်စာများ၌အမှားပြင်ဆင်ချက်ပြန်လည်ထည့်သွင်းခဲ့သည်အဆိုပါတရင်စာရှင်လင်းပွဲတွင်စစ်ကောင်ဆောင်က ဆန်ရှင်လုပ်တွေဆိုရင်ဆန်ရှင်လုပ်ခေါ်ရဖွဲစီရီစင်စင်ဘက်ဖွဲစီရီကအတိုက်ခိုက်ခံရတဲ့ software တွေကအင်အားစုစည်းမှုကိုပုံမှုရရှိစေပြီးတော့မှပြိုင်ဆိုင်မှုတွေကိုပြင်းထန်လာစေမယ်ဆိုတာကိုလည်းသတိပြုစေလိုပါတယ်ဟုပြောကြားခဲ့ကြောင်း Mesh လရှေ့ရထုတ်သတင်းစာများ၌ဖော်ပြသည်ထို့ဖော်ပြချက်နှင့်ပတ်သက်၍ software ဆိုသည့်စကားလုံးကိုချန်လက်၍ပြင်ဆင်ဖက်ရှုရန်ယနေ့ထုတ်စကောင်းစီသတင်းစာများ၌အမှန်ပြင်ဆင်ချက်ပြန်လည်ထည့်သွင်းခဲ့ခြင်းဖြစ်သည်ထို့ပြင်သတင်းစာရှင်းလင်းပွဲတွင်စကောင်းဆောင်က ီလာရုစ်နိုင်ငံကိုမြန်မာနိုင်ငံ၌ယင်းနှီးမြုံနှံမှုများဖြစ်လျင်ဖိတ်ခေါ်ခဲ့ပြီးမြန်မာနိုင်ငံတွင်မိုင်းမောင်း1300တို့ရှိလျားသည့်ကင်ယူရန်တခြားအထူးကကြသည့်ရင်းနှီးစိတ်ကံများရှိကြောင်းအထူးသဖြင့်တဝဲတိလဝါနှင့်ကြောက်ဖြူရင်းနှီးစိတ်ကံတို့၌ယင်းနှီးမြုံနှံရန်အခွင့်အလမ်းကောင်းများရှိကြောင်းလည်းထည့်သွင်းပြောဆိုသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဗရောင်းမြို့နယ်ညောင်ကျူစကန်တွင် AA နှင့်စစ်ကောင်စီတပ်ကြားတိုက်ဝဲပြင်းထန်နေပြီးစစ်တပ်ကစစ်မှုထမ်းပတ်စဉ်၈စင်းတင်းနန်းသားတဲ့အင်အား600ကျော်စစ်ကူပို့ဆောင်ထားဆိုတဲ့သတင်းပဲဖြစ်ပါရှင်ပဲခူးတိုင်းပြောင်မျိုးနဲ့ရခိုင်ပဲခူးကလန်တောင်ကုတ်ပြောင်လန်ရခိုင်ရိုးမခြေစင်းရှိညောင်ကျူစကန်တဲ့တိုက်ပွဲကိုအေအေနဲ့စကောင်စီတို့မှအပြင်းထန်တိုက်ခိုင်းနေပြီးစကောင်စီဘက်ကအင်အားဖြည့်တင်းနေကြောင်းသိရှိရသည် စစ်ကောင်စီကလက်နက်ကြီးများဖြင့်အခိုင်အမာထိုင်ချထားသောညောင်ကျူတက်စကန်ကိုအရကတမရော A ကထူးစစ်စင်တိုက်ခိုက်နေခြင်းဖြစ်ပြီးမော်ဘီတက်နေတရင်များမှအင်အားရာကြီးကိုဖြည့်တင်နေသည်စီရီတရင်ရင်းမြစ်တူကတိုက်ပွဲကပြင်းထန်ပြင်းလာနေတယ်။အေအေးရထုတ်စစ်တိုက်ခိုက်မှုကလည်းမရဘူး။စစ်ကောင်စီကလည်းတဲတန်ခုခံနေတယ်။စစ်ကောင်စီဘက်ကအစာဆုံးများလို့လေးချောင်းဖြစ်ကိုယ်တော်ကိုတောက်လျှောက်ဖြစ်ပေးနေရတယ်လို့သိရတယ်။မော်ဘီတက်နေတရင်များမှအင်အားရကြီးကိုဖြည့်တင်နေတယ်ဟုပြောသည်။ အရက်ကကျမရောအီကတောင်ငုတ်ဗရောင်းလမ်းပေါ်ရှိမိုတီတောင်ကိုတင်ပိုက်ပြီးနောက်ညောင်ကျူစကန်ကိုဆက်လက်တင်ရတိုက်ခိုက်နေခြင်းဖြစ်သည် AAE တိုးစစ်စင်တိုက်ခိုက်မှုကြောင့်ညောင်ကျူတိုက်ဝဲတွင်စစ်ကောင်စီဘက်မှအသက်36နှစ်အရွယ်ပိုမှုတန့်ဆိုင်တည်ဆုံသွားကြောင်းသိရသည်တိုက်ဝဲများပြန်တန်တွင်စစ်ကောင်စီချင်းမြန်တရင်ခမရ33ခမရ900တဲခမရ900နဲ့ခမရ903တရင်လေးရှိသည့်အနက်၃ရင်းကိုညောင်ကျူတို့အင်အားဖြည့်ပို့ဆောင်နေကြောင်းတရင်ရင်မြကပြောသည် စစ်ကောင်စီညောင်စုတက်စကန်မှာညောင်ခြောက်ကဘာစာ6နဲ့10မိုင်ကွာတွင်တည်ရှိပြီးကဘာစာ6တွင်အင်အားဖြည့်တင်ပေးနေသည့်ပြင်ရန်ကုန်နှင့်ပဲခူးမှတရင်ချိုကလည်းအင်အားဖြည့်တင်ပေးနေကြောင်းကဘာစာ6စက်ရုံတို့နိုင်ငံတော်မှစစ်မှုထမ်းပတ်စင်ရှိတနန်းစင်တပ်သားတင်များကိုအလုံးရင်ဖြင့်ပို့ဆောင်နေကြောင်းနေပြည်တော်စီရေးတရင်ရင်မြစ်ကပြောဆိုသည် ကပ္ပစား6ဆယောအတွက်စီရင်ရတိုးနေတာကတောက်လျှောက်ပဲစမှုရပန်းစင်ရှိကအင်အား600ကျော်လောက်ကိုကပ္ပစား6နဲ့လန်ကျော လုံကျုံရေးပို့ထားတယ်ဟုနေပြည်တော်စီရင်တဲ့ရင်မြေကပြောဆိုသည်ပုဂိုတိုင်းနဲ့ကပ္ပစာ6ပါဝင်ကပ္ပစာ9ကြောက်ဖူးကပ္ပစာ9ကမြိုင်ကပ္ပစာ16မတုံနဲ့ပြည်မျိုးတစ်ဖက်ကကပ္ပစာ3စင်တဲလို့ရှိကြောင်းသိရသည် ညောင်ကျိုးတက်စကန်မကြဆုံးရဲ့အတွက်စစ်ကောင်စီဘက်ကညောင်ချောင်အုံရှိပင်ကပ္ပစာ6စသဖြင့်တို့ကခန့်စစ်ပြင်ခုခံတိုက်ခိုင်နေကြောင်းသိရှိရသည်။အေအေဒီရခိုင်ပြည်အတွင်းကစစ်တွေမျိုးအနည်းရှိစစ်ကောင်စီတက်စကန်များကိုတိုက်ခိုင်နေသလိုကြောက်ဖြူမျိုးနယ်ရှိစစ်ကောင်စီတညောင်ရေတက်စကန်အနည်းကတက်စကန်အချို့ကိုလည်းထိုးစစ်ဆင်တိုက်ခိုင်နေသည်။ ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းရကတော့တကုံမြင့်တဲ့ကြောင်းပိုင်းမျိုးနဲ့148ရက်ွက်အုပ်ချုပ်ရေးမှုရုံကိုလက်ပြပုံမြင့်ပြခတ်တိုက်ခိုက်ဆွေးနွေးတဲ့မယ်ဖြစ်ပါရခြင်း။ရှန်ကုန်တိုင်းတကုံမြင့်တဲ့ကြောင်းပိုင်းမျိုးနဲ့148ရက်ွက်အုပ်ချုပ်ရေးမှုရုံကိုလက်ပြပုံမြင့်ပြခတ်တိုက်ခိုက်ခဲ့ကြောင်းရှန်ကုန်အာမေဝိုင်းမှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်တည်တဲ့တင်ဌာနချန်တို့ပြောဆိုသည်။ ရှင်မန်းနေ့မက်လာရှိရနေ့ည10:00နာရီတမနေ့အချိန်ရှင်ကုန်းတိုင်းတကုံမြို့တဲ့တောင်ပိုင်းမြို့နယ်141ရပ်ကွက်ရှိစစ်ကောင်စီလက်ကမ်းအုပ်ချုပ်ရေးမှူးရုံးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါရပ်ကွက်မှရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အပေါင်းပါများမှပြည်သူများကိုအမြင်အနိုင်ကျင့်နေခြင်းကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည် ဇိုးအုပ်ကြီးနဲ့နှွေဇိုးတွေတည်ဆုံထက်ကိုက်ဖို့တည်ကြသလောက်ရှိပါတယ်။နောက်ထပ်ပြင်းမဲ့ကြီးတွေကိုလည်းဂျမ်ဘတ်စစ်အာဏာရှင်မပြုံမချင်းဆက်လက်တိုက်ခိုက်ချိန်မုံသွားမယ်ဟုရှန်ကုန်အာမေဝိုင်းမှတောင်းရှိသူကဆိုသည်။တကုံမြို့ရဲ့တောင်ပိုင်းမြို့နယ်141ရပ်ကွက်ရှိစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုရုံးကိုပြတ်ခတ်တိုက်ခိုက်သည့်စစ်စင်ရေးကိုရှန်ကုန်အာမေဝိုင်းအနောက်ပိုင်းခရိုင်ပကဖားတို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ ဆလတ်တင်ဆက်ပေးမယ့်တွင်ကတော့ရန်ကုန်မန္တလေးကလန်ဟောင်းရှိစစ်တပ်ကင်စကန်ကိုတိုက်ခိုက်ရှင်းလင်းမှုစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးလက်နက်6လက်ရရှိဆိုတဲ့တွင်ပဲဖြစ်ပါရှင်ပဲခူးတိုင်းတောင်ကိုခိုင်ရန်ကုန်မန္တလေးကလည်းဟောင်းရှိစစ်တပ်ကင်စကန်ကိုတိုက်ခိုက်ရှင်းလင်းရာစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးလက်နက်6လက်ရရှိကြောင်းတော်လိုင်းရင်တွင်ရင်းမြစ်ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် မက်စလာကိုရနေ့နနက်4:30မိနစ်အချိန်ပဲခူးတိုင်းတောင်ကခိုင်ကျွဲဝဲမြို့နေညောင်ချောင်မြို့သားရန်ကုန်မန်လီကာလန်နေကြောက်တိုင်ကျေးရွာရှိစတက်ကင်စကန်ကိုပြည်သူ့ကော်ရီတက်မတော်စစ်စင်ရေးနေမြင့်နေဗျူဟာ23တရင်3:00ညနေအော်တန်ပကဘတိုက်ခိုက်ရေးတပ်ဖွဲ့တို့ကပူပေါင်းဝင်ရောက်တိုက်ခိုက်ရှင်လင်းခဲ့ကြောင်းထို့သူတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှ9ဦးသေဆုံးပြီးလက်နက်6လက်သိမ်း10ရရှိကြောင်းသိရှိရသည်ထို့ပြင်တိုက်ပွဲတွင်တုံလင်းတပ်ဖွဲ့ဘက်မှရဲဘော်တို့ကြာဆုံးခဲ့ပြီးစစ်တပ်ဘက်မှ30ရရှိသောလက်နက်များတွင် M1 နှစ်လက် G3 နှစ်လက် M11 နှစ်လက် G ပေါက်12ခု G3 G နဲ့5.56 G နဲ့30ရရှိကြောင်းသိရှိရပါတယ်ရှင်။ပြည်သူ့ကော်ရီတမ်မရောဆစ်စင်ရေးနေမြင်းနဲ့ဆစ်စင်ရေးမှုရဲဘော်တဲုံကလည်းတောင်ငူခိုင်ကျွဲဝဲမြို့နဲ့ညောင်ချောင်းမြို့သားရန်ကုန်မန္လီကလန်နေကြောက်တိုင်းကြေးရရှိစစ်တပ်ကင်းစကန်ကိုယနေ့နနေ့ပိုင်းတိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းရန်ကုန်ခေတ္တတွင်ဌာနတန်တို့တီးပြပြောဆိုသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တန်တောင်ကြီးမြို့နယ်ရှိစစ်ကောင်စီတိတ်တပြေညွန့်စကန်ကို KNL နဲ့ PDF ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်မှုစစ်သားစေဦးသောတိုက်ဆုံပြီးလက်နက်ခဲယမ်းများအများပြားသိမ်းဆည်းရရှိစစ်ကောင်စီတပ်ဖွဲ့ဝင်20ဝန်းကျင်စကန်ဆုံခွာထွက်ပြေးဆွေးနွေးမယ်ဖြစ်ပါရရှင် ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ရှိစစ်ကောင်စီတိုက်တပြေညွန့်စခန်းကို KNL နဲ့ PDF ဖူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်မှု70ဥကျော်သေဆုံးပြီးလက်နက်ကင်ရဲ့အများပြားသိမ်းဆည်းရရှိကြောင်း KNU ကတရားဝင်ပြောဆိုသည်အဆိုပါတပြေညွန့်စစ်တပ်စခန်းကိုမတ်လ9ရက်နေ့မွန်လယ်တနားရီမှစတင်တိုက်ခိုက်ခဲ့ပြီးမတ်လ10ရက်နေ့တွင်သိမ်းပိုက်ရရှိကြောင်းရင်းစခန်းတွင်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးခန့်သေဆုံးပြီး20ဥကျော်စခန်းဆုံးခွာထွက်ပြေးခဲ့ကြောင်း ထိုစစ်ကောင်စီတက်စကန်ကိုအလုံးစုံမီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရှိရသည်။မနေ့ကမနေ့9နာရီ30မိနစ်မှာတပြေညွန့်တက်စကန်ကိုပြည်သက်သိမ်းပိုက်ရရှိပါရဟုပြည်သူ့ကော်ရေးတက်မရောစစ်စီရင်နေမည်နှင့်စစ်စီရင်မှုရဲဘော်တေဦးကရှင်ကုန်ခေတ်သတင်းဌာနတန်းသို့တီးပြပြောဆိုသည်။လက်ရှိတွင် KNL နှင့် PDF ပူးပေါင်းတက်များကတပြေညွန့်စကန်မှထွက်ပြေးတိမ်ရှောင်သောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရှိရသည်။